်ပါတီရဲ့ကမာယွန်းမြို့နယ်လှဲတန်းမှာကိုစလဲလောင်းများအတွက်မဲဆွယ်ဟောပြောခဲ့ရမှာဦးကူကိုကြီးကနိုင်ငံရေးနဲ့မပတ်သက်ခြင်းပဲကင်းကင်းနေခြင်းပဲမဲ့ချမ်းသာမပေးပဲမိဖို့ကြောင့်လည်းအထီးနိုင်ငံရေးရောက်လာပြီလို့ထဲသွင်းဟောပြောခဲ့ပါဗါးဆန္ဒပြမှုများစွာဖြစ်ပေါ်ခဲ့တဲ့တမိုင်းဝင်လှဲဒန်းလန်းဆောင်ကလှဲဒန်းစင်တာမှာ ပြည်သူ့ပါတီဥက္ကဋ္ဌဦးကူကိုကြီးကဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းကမဲဆွယ်ဟောပြောခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အခုလိုနိုင်ငံရေးလှုပ်ရှားမှုတရက်အနေနဲ့ဟောပြောပွဲပြုလုပ်ခွင့်ရရှိတာ2021ခုနှစ်ကနေ2025ငါးနှစ်တာကာလအတွင်းပထမအဦးဆုံးပြန်မြင်တွေ့ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့နိုင်ငံရေးနဲ့ကင်းအောင်နေကြပေမဲ့စားဝတ်နေရေးပြဿနာ၊အလုပ်ကိုင်ပြဿနာ၊လမ်းခရီးနဲ့ကုန်သွယ်ရေးမလုံခြုံမှုပြဿနာတွေဟာနိုင်ငံရေးဖြစ်ပြီးမိဖို့ကြောင့်လည်းဒီရောက်လာပြီလို့ဦးကိုကိုကြီးကပြောသွားတာပါ။ အဲ့ဒီအပြင်လှဲဒန်းလန်းစုံမြေနေရာမှာဆန္ဒပြပွဲတွေအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့တာဟာပြည်သူလူထုအနေနဲ့အပြောင်းအလဲကိုလိုချင်လို့ဖြစ်တယ်လို့ဆိုတာကိုလည်းထည့်သွင်းပြောကြားသွားပါတယ်။စစ်ကောင်စီကပြုလုပ်မဲ့2025ရွေးကောက်ပွဲမှာပြည်သူပါတီအနေနဲ့တနိုင်ငံလုံးကိုယ်စားလှယ်လောင်းစုစုပေါင်း900နဲ့တူပါဝင်ရွေးကောက်ခံမယ်လို့သိရပါတယ်။ဥက္ကူကိုကြီးကတော့လမ်းမတော်မြို့နယ်ကပြည်သူလှုပ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ရှင်။ ရန်ကုန်တိုင်းလှဲကူးမြို့နယ်သာသနာရိပ်သာရပ်ကွက်မှာရှိတဲ့ကြန့်ခိုင်ဖွံ့ဖြိုးရေးရုံးဟာဒီဇင်ဘာလ6ရက်နေ့ည6နာရီကျော်မှာလက်လုံမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ရပ်ကွက်နေပြည်သူတွေစီကနေသိရပါဗျ။ပြင်အားကောင်းပြီးမိုင်းနှလုံးစလုံးပောက်ွယ်ခဲ့တဲ့အတွက်ရုံးထဲမှာရှိတဲ့ကြန့်ခိုင်ရေးပါတီဝင်ပြူစောတီအဖွဲ့ဝင်တွေမိုင်းစားထိမှန်ခဲ့လို့ဆိုပါရယ်။ စစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲအတွက်တတက်ကြွကြပါဝင်လှုပ်ဆောင်နေကြတဲ့အတွက်ကြမ်းခိုင်ရေးပါတီနဲ့ပြူစောတီအဖွဲ့ဝင်တွေကိုမိုင်းနှလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်မှုအတိအကျကိုတော့မသိရသေးဘူးလို့ရန်ကုန်အာမီမြို့ပြပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်ရန်ကုန်အာမီမြို့ပြပျောက်ကြားတော်လန်ရေးတပ်ဖွဲ့အနေနဲ့စစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်နေသူတွေနဲ့စစ်ကောင်စီရဲ့ထောက်တန်တွေကိုဇက်တိုက်အရှိန်ယုံမြင့်ပြီးတော့တိုက်ခိုက်သွားမယ်လို့ဆိုပါရယ် နိုဝင်ဘာလ19ရက်နေ့ကလည်းရန်ကုန်မြောက်ကလာရွှေပောက်ကံရက်ွက်အုပ်ချုပ်ရေးမှူးရုံးကို WHO ဒေါ်လာရေးတက်ဖွဲ့နဲ့အနောက်ပိုင်းခရိုင်ပကဖရီကလက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်မြို့ပြပျောက်ကြားဒေါ်လာရေးတက်ဖွဲ့ဝင်ကြီးကနေသိရပါတယ်ရှင်။မြန်ကပတ်စင်ခေါ်ခွင့်ရရှိခဲ့တဲ့မြန်မာကိုစားပြုချင်းဖိုက်တာဖြစ်ပြီးတော့ပွဲစားပြီးစက္ကန့်20အကြာမှာပဲပန်ဒိုဂျာကိုဒိုင်အနာပိနဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။ UFC Fight Night 323ပွဲစဉ်ကို American နိုင်ငံ Las Vegas မြို့မှာဒီဇင်ဘာလ6ရက်နေ့ကကျင်းပခဲ့ပြီး Van နဲ့ Pantoja တို့ကဒုတိယခေါင်ပွဲစဉ်ဖြစ်နေရှင်ပြိုင်ခဲ့ကြတာပါ Van ဟာ UFC သမိုင်းကြောင်းတလျှောက်ဒုတိယအသက်ငယ်ဆုံးချန်ပီယံဖြစ်လာခဲ့ပြီး UFC ချန်ပီယံကပတ်ကင်မြောက်တဲ့ပထမဆုံးသောအာရှနယ်ပါဖိုက်တာတစ်ယောက်လည်းဖြစ်ခဲ့ပါရှင် အနာသိန်းစစ်တပ်ကရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့မြို့နယ်ပေါင်း202မြို့နယ်ကရက်ခွက်နဲ့ကြေးရွာအုပ်စုပေါင်း2930ခုမှာရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ဘူးလို့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကဒီဇင်ဘာလ9ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။အနာသိန်းစစ်တပ်အနေနဲ့အရင်ကရွေးကောက်ပွဲအပိုင်း1ကိုဒီဇင်ဘာ28ရက်နေ့မှာမြို့နယ်102မြို့နယ်နဲ့အပိုင်း2ကိုဇန်နဝါရီ17ရက်နေ့မှာမြို့နယ်100မြို့နယ်တွေမှာပြုလုပ်သွားမယ်လို့ကြေညာထားတာပါ။ အခုရွေးကောက်ပွဲအပိုင်း၁ကိုကျင်းပမယ်ဒီဇင်ဘာလတည်းရောက်ချိန်မှာတော့ရွေးကောက်ပွဲအပိုင်း၁နဲ့၂ကိုပြုလုပ်နိုင်ခြင်းမရှိတဲ့ကြေးရွာအုပ်စုတွေကိုထုတ်ပြန်လာတာဖြစ်ပါတယ်။ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိတော့တဲ့ကြေးရွာအုပ်စုတွေထဲမှာကျန်းခါရေးပါတီအားကောင်းလာတဲ့မိထီလာပျော်ပွဲနဲ့ရမဲသိန်းမြို့နယ်တွေကကြေးရွာအုပ်စုတွေလည်းပါဝင်ပြီးရခိုင်ပြည်နယ်ထဲမှာဆိုရင်တော့ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့နယ်တွေကကြေးရွာအုပ်စုတွေနဲ့ လက်တလောစီရီတင်းမာနေတဲ့ကြောက်ဖြူမြို့နယ်တွေကကျေးရွာအုပ်စုတွေပါဝင်နေတာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံအနှံ့အတော်လန်ရေးတက်တင်နဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဖက်ကနေပူပေါင်းလာသူနဲ့လက်နက်ချစစ်တုံးမှန်အရေထွာ2025ခုနှစ်17လအတွင်းအယောက်ပေါင်း2400ကျော်ရှိရလို့ပြည်သူ့ဗန်းနိုင်အဖွဲ့ကဒီဇင်ဘာလ6ရက်နေ့မှာထုတ်ပြန်ထားပါဗျာ။ ဇန်နဝါရီလကနေစတင်ပြီးနိုဝင်ဘာလစတုဒ္ဓပတ်အထိကိုပူးပေါင်းလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်သားတင့်နဲ့လက်နက်ချစစ်တုံးပန်းစုစုပေါင်း2438ရောက်ရှိပါတယ်။ရှေ့တန်းမှာတော့ပူပေါင်းလာသူတွေနဲ့စစ်တုံမှန်းဖြစ်တာတွေရှိနေပေမဲ့စစ်ကောင်စီတပ်ကလစဉ်စူဆောင်းရရှိတဲ့စစ်မှုထမ်းတပ်သားတစ်အရေးအတွက်နဲ့နှိုင်းရှင်ရင်တော့တပ်သားတစ်တွေကများပြားနေပြီးပြုံးတိမှုကနည်းနေတယ်လို့ပြည်သူ့ပန်းနိုင်အဖွဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောထားပါဗျာ။ 2025ခုနှစ်နိုဝင်ဘာလတလတာအတွင်းလက်နက်ချစစ်တုံဘန်းနဲ့အလင်းဝင်သူ စုစုပေါင်း126ရောက်ရှိပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလမှာအလင်းဝင်သူနဲ့လက်နက်ချစစ်တုံဘန်းအရေအတွက်ဟာအယောက်900ကျော်ရှိပြီးအခုနှစ်နိုဝင်ဘာလမှာတော့အယောက်200မပြည့်ဘူးလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကလက်နက်ချတာအလင်းဝင်တာတုံဘန်းအနေနဲ့ဖမ်းဆီးခံရတာတွေကိုတော်လင်းအင်အားစုရဲ့ထုတ်ပြန်ချက်တွေ တရင်မီဒီယာတွေရဲ့ဖော်ပြချက်တွေမြေပြင်သတင်းချက်လက်တွေကနေရယူပြီးအချက်အလက်တိုက်ယူစစ်ဆေးကစစ်တမ်းပြုစုထားတယ်လို့သိရပါပါရှင်။ရန်ကုန်မြို့မှာဖွင့်ထားတဲ့ဒိမ့်မက်တန်ယုံကိုပိတ်တော့မယ်လို့ဒိမ့်မက်နိုင်ငံခြားရေးဝန်ကြီးဌာနကဒီဇင်ဘာလ9ရက်နေ့မှာကြေညာခဲ့ပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းပူးပေါင်းဆောင်ရွက်မှုတွေတိတိတသားရောကြလာခဲ့ပြီးလက်တလုံးမှာလည်းပြောင်းလဲနိုင်မယ့်အခြေအနေတွေမတွေ့ရှိတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာဒိမ့်မတ်တန်ယုံကို2026ခုနှစ်နှစ်ကုန်ပိုင်းမှာပိတ်သိမ်းသွားမှာဖြစ်တယ်လို့ထုတ်ပြန်ခဲ့တာပါမြန်မာတန်ယုံအတွက်အသုံးပြုခဲ့တဲ့အရင်းမြစ်တွေကိုဒိမ့်မတ်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့စီးပွားရေးဆိုင်ရာအကျိုးမြတ်ရရှိနိုင်မယ့်နေရာတွေမှာအသုံးပြုသွားမယ်လို့လည်းဒိမ့်မတ်နိုင်ငံခြားရေးဝန်ကြီးကအသိပေးထားပါဗျဒိမ့်မတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမှာအကူအညီပေးတဲ့နိုင်ငံတစ်ခုဖြစ်ပြီးနှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို1955ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ် ဒီရက်ပိုင်းအတွင်းမှာမြန်မာကနေတန်ယုံပိတ်သိမ်းမဲ့အကြောင်းကြေညာတဲ့အထက်မှာဒိမတ်ဟာဒုတိယမြောက်နိုင်ငံလည်းဖြစ်ပါတယ်။နိုဝင်ဘာလ28ရက်နေ့တော့ကဖင်လန်တန်ယုံကိုလာမဲ့2026မှာအပီးတိုင်ပိတ်သိမ်းသွားမယ်ဆိုပြီးကြေညာခဲ့တာဖြစ်ပါတယ်ရှင်။ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကမှစစ်တပ်ကရာဇသက်ကြီးဥပဒေပုံမှန်905ကာကြီးနဲ့ချမှတ်ခံထားရတဲ့ပြစ်ဒဏ်ကိုရုပ်သိမ်းပြီး လုံငန်းချမ်းသာဝင်ပေးခဲ့တဲ့နိုင်ငံရေးအကျဉ်းသူတွေတဲက30နီးပါးကိုတခြားဥပဒေပုံမှန်တွေတက်ပြီးပြန်ဖမ်းတာရှိရဲလို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့တာဝန်ရှိသူကပြောပါရယ်စစ်တပ်ကလုံငန်းချမ်းသာဝင်ပေးလို့မြင်းကြံထောင်တရက်ထောင်နဲ့ဒိုင်ဦးထောင်တွေကနေပြန်လွတ်လာတဲ့အမျိုးသမီး30နီးပါးပြန်လည်ဖမ်းဆီးခံရတယ်လို့သိရပါရယ် အဲ့ဒီနိုင်ငံရေးအကျဉ်းသူတွေကိုထောင်ကပြန်လွတ်ပေးပြီးတဲ့နောက်ပိုင်းမှာသူတို့ရဲ့နေအိမ်တွေကိုပြန်ရောက်မှခံဝန်ကတိလက်မှတ်ထိုးခိုင်းမယ်ဆိုတဲ့အကြောင်းပြချက်နဲ့သက်ဆိုင်ရာနေမြေရဲစခန်းတွေကိုခေါ်ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပေါ်မှာ52ကကြီး90ညမတရားအသင်းဆက်သွယ်မှုဥပဒေပေါ်မှာ18နှစ်တစ်တင်နဲ့ပြန်လည်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလိုပြန်ဖမ်းဆီးခံရတာရှိနေတဲ့အတွက် ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့တတိထားနေထိုင်ကြဖို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့တာဝန်ရှိသူကတိုက်တွန်းထားပါဗျ။စစ်တပ်ကပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းကရာဇဝတ်ကြီးပုံမှ905ကကြီးရာပြစ်ဒဏ်ကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသား824ယောက်ကိုလူငယ်ချမ်းသာဝင်ပေးခဲ့တယ်လို့ဆက်ဆက်အမှုတွေနဲ့တရားစွဲခံထားရတဲ့သူတွေကိုလည်း905ကကြီးပုံမှတ်ကိုရုတ်သိမ်းပေးခဲ့တာဖြစ်ပါရဲ့ရှင်။ ကရင်နေပြည်နယ်ဒီမော့ဆိုမြို့နယ်အတွင်းကစစ်ဘေးရှောင်စခန်းနေမှာကလေးငယ်တွေနဲ့လူကြီးတွေပါရမီဆိုဗိုင်းရပ်စ်ရောဂါပိုးကြောင့်ပချိတ်ရောင်ရောဂါတွေရှိနေတယ်လို့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်။ဒေါက်တာမျိုးမင်းဦးကဒီဇင်ဘာလ9ရက်နေ့မှာပြောပါရယ်။နိုဝင်ဘာလနောက်ဆုံးဘက်ကနေစပြီးလက်ရှိအချိန်ထိပချိတ်ရောင်ရောဂါဖြစ်ပွားသူအယောက်90ထက်မနည်းဖြစ်ပွားနေတယ်လို့သိရပါရယ်။ပါရမီဆိုဗိုင်းရပ်စ်ပိုးကြောင့် အသက်နှစ်နှစ်အရွယ်ကလေးငယ်တွေကနေစတင်ပြီးအသက်ကြီးပိုင်းနေအထိပချိတ်ရောင်တာလေပင်အရှိနဲ့လေပင်နာတဝိုက်တွေနာတာအစားဝါးမြိုတဲ့အခါမှာမတက်မတာခံစားရတာအမျိုးသားတွေကတော့ဝေးစေရောင်ပြီးနာကျင်စွာခံစားရတာဖျားတာခေါင်းကိုက်တာကြွက်သားနာကျင်တာမောပန်းတာအစားတောက်ပြက်တာစတဲ့ယောဂလက္ခဏာတွေခံစားရတယ်လို့သိရပါဗျ။ကျောင်းကကလေးတော်တော်များများကူးဆက်ခံနေရပြီးဆစ်ရှောင်းစခန်းလိုလူများတဲ့နေရာတွေမှာလည်းယောဂဖြစ်ပွားနေတယ်လို့ဒေါက်တာမျိုးမင်းဦးကပြောပါရယ် ပချိတ်အောင်ယောဂအတွက်ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးမရှိသေးတဲ့အတွက်သက်တာစီဖို့ဆေးရုံဆေးကန်းပြတာလက်ဆေးပြီးမတ်စတတာရေမြမြတောက်တာအစားအစာကိုပူပူနွေးနွေးစားသုံးတာနဲ့ရောင်နေတဲ့နေရာတွေကို ရေနွေးတို့မဟုတ်ရေခဲကတ်တာအေးအေးဝအောင်အိပ်ပြီးအနားယူတာတွေလုပ်နိုင်တယ်လို့ဆိုပါရယ်။ဒါ့အပြင်ပါရာမီဇိုဗိုင်းရပ်စ်ပိုးကြောင့်ကူးစက်မှုနှုန်းမြင့်လာတဲ့အတွက်ကာကွယ်ဆေးထိုးတာက ပုံမှန်တင့်တော်တယ်လို့ဒေါက်တာမျိုးမင်းကပြောထားပါရှင်။ တနင်္သာရီတိုင်းကျုံးစုမြို့နယ်ကံမော်ကျေးရွာအုပ်စုမှာမဲမထဲတဲ့သူတွေကိုထောင်ဒဏ်နဲ့တခြားပြစ်ဒဏ်တွေပေးမယ်လို့ရွာအုပ်ချုပ်ရေးယုံကချင်းချောက်စာရီကတ်ထားကြောင်းဒေသခံတွေကပြောပါရယ်မဲစင်းမှာအမိပါတဲ့သူတွေအကုန်မဲထဲဖို့ဖိအားပေးနေတယ်လို့ကံမော်ကျေးရွာအုပ်ချုပ်ရေးမှူးယုံရှိမှဒီဇင်မာလာဇန်းကနေစပြီးမဲစင်းနဲ့တကွသတိပေးစာပါကတ်ထားတယ်လို့သိရပါရယ် ရုံးရှိမှလွန်ခဲ့တဲ့3ရက်ခရေကကတ်ထားတာဖြစ်ပြီးတော့စာထဲမှာထောင်တန်နဲ့တခြားငွေတန်တွေလည်းပေးရမယ်လို့យေတာထားတယ်လို့ဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီတက်နဲ့ပြူစောတီအားကောင်းတဲ့ကံမော်ကြီးရွာမှာအိမ်အောင်စုပေါင်းတထောင်ကျော်ရှိပြီးရွာရဲ့ဆေးရုံအနီးမှာစစ်တပ်အထိုင်စခန်းချထားတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေဝင်ထွက်သွားလာလို့မရအောင်လုံခြုံရေးတင်းကျပ်ထားတဲ့ကြေးရွာလည်းဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ် ဲ့ဒီအပြင်စစ်တပ်နဲ့ရဲစခန်းမှုတို့ကလက်စားပြီးကံမော်ကြေးရွာကဆေးရုံအနီးမှာလောင်းကစားဝိုင်းတွေဖွင့်ထားတယ်လို့လည်းသိရပါတယ်ရှင်။တနင်္သာရီတိုင်းပလောမြို့နယ်ကြောက်ကာကြေးရွာမှာရွေးကောက်ပွဲမဲဆင်းလုပ်နေတဲ့တိုင်းရင်းသားစီးလုံးညီညွတ်ရေးပါတီတဆာညာရဲ့ဥက္ကဋ္ဌဖြစ်သူဦးကြည်တန်းကိုနေမှာတွားရောက်ဖမ်းဆီးတဲ့အချိန်တနက်လူယူဖို့ကြိုးစားတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘိတ်ခရိုင်အမှတ်1တရင်ကဒီဇင်ဘာလ6ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းမှာနေရင်အတွင်းမဲစင်းကိစ္စရက်တွေကိုလောက်ကင်နေတဲ့အသက်64နှစ်အရွယ်တာဆညာပါတီဥက္ကဋ္ဌဦးကြည်တန်းနဲ့အတူကြေးရအုပ်ချုပ်ရေးမှူးရဲ့လက်ထောက်စီးမတ်ချူဆိုသူကိုဝင်ရောက်ဖမ်းဆီးခဲ့လန်ဖမ်းဆီးချိန်မှာတနက်လူယူဖို့ကြိုးစားတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဗိတ်ခရိုင်အမှတ်1တရင်ရဲ့ပြန်ကြားရေးတာဝန်ခံကိုအာနုကပြောပါရယ်လက်ရှိမှာတရင်ကဖမ်းဆီးထားတဲ့အုပ်ချုပ်ရေးမှူးလက်ထောက်စီးမတ်ချူကိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ အေးအေးယူဆောင်ရွက်တာတွေလှုပ်ဆောင်သွားမယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်မြောက်ဝတီမြို့အနီးကကော်တူးလီ KDL တပ်ဖွဲ့ရဲ့စခန်းငယ်တစ်ခုကိုဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းမှာကာမီကာဇဲဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ KDL တပ်ဖွဲ့ဝင်တွေစီကနေသိရပါတယ်။ကာမီကာဇဲ၄စီးနဲ့နိုင်ဝက်ချ၄ချိန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး KDL တပ်ဖွဲ့ဝင်တွေထိခိုက်တာမရှိဘဲဒေသခံတွေရဲ့ပြောင်းကင်းတချို့ပျက်စီးခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီကကာမီကာဇဲ drone ၄စီးနဲ့ အချိန်ချားပြီးလာပစ်တာဖြစ်ပြီးတော့၃နာရီလောက်မှာတော့နောက်ဆုံးအချိန်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KDLA တပ်ဖွဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ် KDLA နယ်မြေအတွင်းမှာနိုဝင်ဘာလနောက်ဆုံးအပတ်ကစက်တက်လေဒီနဲ့တိုက်ပွဲဝင်နိုင်မှုအပျော်ရန်စက်တက်လေဒီပြန်တန်းနေကျင်တာရှိနေပြီး KDLA ရဲ့စစ်ဦးစီးချုပ်ဘိုချုပ်နဒားမြကိုတိုင်စက်တက်လေဒီပြန်တန်းစီးပြခဲ့သေးတယ်လို့မြေပြင် KDLA တပ်ဖွဲ့ဝင်တွေစီကနေသိရပါရယ်ရှင် နိုဝင်ဘာလ30ရက်နေ့ကနေစပြီးမိုးကုံးမြို့တွေကစစ်တပ်ခြေကုပ်ယူထားတဲ့နယ်မြေတွေကိုဒေါ်လန်ရေးတပ်ဖွဲ့တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန NUG MOD ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ6ရက်နေ့မှာထုတ်ပြန်တဲ့မိုးကုံးမိုးမိတ်ဒေသနောက်ဆုံးအခြေအနေတွေမှာ အခုလိုဖော်ပြထားတာဖြစ်ပါတယ်။နိုဝင်ဘာလ30ရက်နေ့ကနေဒီဇင်ဘာလ6ရက်နေ့အထိစစ်တပ်နဲ့တိုက်ပွဲကြီးငယ်ပေါင်း6ချိန်ထပ်မံဖြစ်ပွားခဲ့တယ်လို့ဆိုထားပါတယ်။ ဒါ့အပြင်အရေးပါတဲ့ရန်သူစခန်းကုန်းတစ်ခုကိုလည်းတင်ပိုက်ရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာပြောဆိုထားပါဗျ။ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကမိုးကုတ်မိုးမိတ်ဒေသကိုကျူးကျော်လာတဲ့စစ်အုပ်စုကိုပြည်သူလူထုနဲ့လက်တွဲပြီးတိုက်ခိုက်နေတယ်လို့ထုတ်ပြန်ထားပါဗျ။ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကို2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကလေးကဖွဲ့စည်းခဲ့ပြီးတော့ဒေတာရင်း PDF တွေပကဖတွေကိုစုစည်းစေပြီး စစ်စင်ရေးကိစ္စတွေကိုအနည်းချက်ကုတ်ခဲ့တယ်လို့ထုတ်ပြန်ထားတာပါရှင်တနင်္သာရီတိုင်းပလောမြို့နယ်ပင်လယ်ပြင်တနေရာမှာပညာရေးလုပ်ငန်းတွေဆောင်ရွက်ဖို့တွားရောက်ခဲ့တဲ့ဆက်လီဒဇင်ဒီဇင်ဘာလ9ရက်နေ့မနက်7:00နာရီလောက်ကတိမ်းမှောက်ပြီးနှိမ့်မြုပ်ခဲ့တာကြောင့် PDF ရဲဘော်တယောက်ရေနစ်တည်ဆုံးခဲ့တယ်လို့ပလောမြို့နယ်ပညာရေးဘုတ်အဖွဲ့စီကနေသိရပါဗျ။ပြည်သူအခြေပြုကျောင်းနေစီကိုပညာရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ပလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ကဆရာဆရာမတွေ ဤသူအုတ်ချုပ်ရေးအဖွဲ့နဲ့ PDF ရဲဘော်တွေအပါအဝင်လူ၁၀ယောက်ကျော်လိုက်ပါလာတဲ့ဆက်လျာလေပြင်းကြောင့်တိမ်မောက်ပြီး PDF ရဲဘော်ရေနစ်တေဆုံးသွားခဲ့တယ်လို့သိရပါဗျ။ဆက်လျေမောက်တော့ပါလာတဲ့လုံခြုံရေးရဲဘော်ဟာချက်ချင်းနစ်မြုပ်သွားပြီးကျမတို့ကပင်လယ်ထဲမှာတနအေခွဲလောက်ရုန်းကန်လိုက်ရတယ်လို့ဆက်လျေနင်းပြုတ်ရမှာပါဝင်ခဲ့တဲ့ဆရာမကပြောပါဗျ။ရေနစ်တေဆုံးခဲ့တဲ့အသက်23နှစ်အရွယ်ရဲဘော်နေတိုးဟာပလောမျိုးနယ် PDF တပ်ဖွဲ့ဝင်လို့သိရပါဗျ။ ဆက်လက်နှိမ့်ညွတ်မှုကြောင့်ပညာရေးဘုတ်အဖွဲ့ကအရေးကြီးတဲ့ဖုံး၃လုံးအပါအဝင်ဖုံး၃လုံးရေးဆိုပြည့်စည်ခဲ့လို့သိရပါဗျ။ပလောမျိုးနယ်အတွင်းမှာ MOE လက်အောက်ကပြည်သူအခြေပြုကျောင်း16ကျောင်းဖွင့်လှစ်ထားပြီးကျောင်းသားကျောင်းသူ3000ကျော်ကိုပညာသင်ကြားနေတယ်လို့ပလောမျိုးနယ်ပညာရေးဘုတ်အဖွဲ့စီကနေသိရပါဗျရှင်။ ရန်ကုန်မြို့နယ်လာတာမြို့နယ်မဟာဗန္နုလာလမ်းမှာဖွင့်လှစ်ထားတဲ့ရွှေစင်ရွှေဆိုင်ဒီဇင်ဘာလ9ရက်နေ့မနက်9:00နာရီကဓမြတိုက်ခံရပြီးရွှေတဲ့ပစ္စည်းတွေနဲ့ငွေသား7သိန်းတထောင်ပါသွားတယ်လို့နှီးဆက်သူတွေစီကနေသိရပါတယ်။မနက်9:00နာရီလောက်မှာရွှေစင်ရန်နာရွှေဆိုင်ကဝန်ထမ်းတွေစိုင်းဖွင့်ဖို့ရွှေတဲ့ပစ္စည်းတွေထုတ်နေတော့ဆိုင်ကနဲ့အမျိုးသား3ယောက်ကရောက်ရှိလာပြီးတနက်ပြလူရက်သွားတာဖြစ်တယ်လို့နှီးဆက်သူတယောက်က DVV ကိုပြောပါတယ်။ ရွှေစည်ရန်နာရွှေဆိုင်လူရက်ခံရတာဟာစဉ်းစားစရာဖြစ်ပြီးလက်တလုံးမှာစစ်ကောင်စီတက်တဲ့ရဲတွေကစစ်ဆင်းနေတယ်လို့အုတ်ချုပ်ရည်နဲ့နှိစက်တဲ့သတင်းရင်းမြစ်က DVV ကိုပြောပါရယ်။လက်ရှိအချိန်ထိရွှေစည်ရန်နာရွှေဆိုင်လူရက်သွားတဲ့သူတွေကိုဖမ်းမမိသေးဘူးလို့လည်းပြောပါရယ်။စစ်တပ်အာဏာသိမ်းပြီး2021ခုနှစ်ကနေ2025ခုနှစ်အတွင်းရန်ကုန်မှာလူတက်မှုလူရက်မှု150မှု လူရမှု134မှုအပါအဝင် ရွှေဆိုင်ဓမြတိုက်မှု18မှုရှိတယ်လို့စစ်ကောင်စီလက်အောက်ခံပြည်ထရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့စစ်ကောင်စီတန်ယုံအနီးမှာပြုတ်လုပ်နေတဲ့ကြိုတင်မဲကန့်ကွက်ဆန္ဒပြပွဲရှိရစီ အလौသမားတန်အရာရှိရောက်ရှိလာခဲ့ပြီးမဲလာပေးတဲ့သူတွေမရှိတဲ့အကြောင်းကိုညှိတွားပြောဆိုသွားတယ်လို့အဲ့ဒီဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့သူတွေကပြောပါတယ်။ဆန္ဒပြချိန်အတွင်းစစ်ကောင်စီတန်ယုံကအလौသမားတန်အရာရှိရောက်ရှိလာပြီးမဲလာပေးတဲ့သူမရှိဘူးလို့အတိပေးပြောသွားတာဖြစ်ပြီးတော့ဆန္ဒပြသူတွေကစစ်အုပ်စုအတွက်အလौဆက်မလုပ်ဖို့ပြန်လည်ပြောဆိုခဲ့တယ်လို့ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့တောင်ကိုရီးယားမှာမြမအရေးလှုပ်ရှားသူကိုကျော်ဆန်းကပြောပါတယ်။ တန်ယုံမှာစနေတနင်္ဂနွေလာရောက်မဲပေးကြဖို့ကြိုတင်ကြညာထားပေမဲ့မဲလာမပေးကြဘဲဝါရဖြန့်ဓပုံရိုက်ဖို့တောင်လူမရှိလို့စိတ်ပြက်နေတယ်လို့စစ်ကောင်စီကအလုံသမားတန်အရာရှိကပြောသွားကြောင်းကိုကျော်ဆန်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားတာပါအဲ့ဒီစစ်ကောင်စီတန်ယုံမှာဒီဇင်ဘာလ6ရက်နေ့ကကြိုတင်မဲသွားထည့်တူမရှိသလောက်ရှင်းလင်းနေတာကိုတွေ့ရတယ်လို့တန်ယုံနီးမှာရှိတဲ့မြန်မာနိုင်ငံသားတချို့ကပြောပါတယ်တောင်ကိုရီးယားမှာ2020ရွေးကောက်ပွဲတုန်းကကြိုတင်မဲပေးခွင့်လက်ခံချိန်မှာ မြန်မာနိုင်ငံသားတွေအများအပြားတွားရောက်မဲပေးခဲ့ကြပြီးတန်ယုံအနီလူစုလူဝေးဖြစ်ခဲ့လို့လုံခြုံရေးယူပေးတာတွေရှိခဲ့တယ်လို့ရွေရှားတန်းစင်ကနေပါထားပေးခဲ့ပါတယ်ရှင်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အကျဉ်းဆောင်ကနေအမြန်ဆုံးလွတ်မြောက်ရေးအတွက်မြစ်တာရက်ခံပေးဖို့နိုင်ငံတော်တန်ကမဟာနိုင်ကဆရာတော်ကြီးတွေစီဂျပန်ရောက်မြန်မာလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ငြိမ်းချမ်းရေးကမ်းလှမ်းများအဖွဲ့ Hands of Peace ကပန်ကြားထားပါတယ်။ဒီဇင်ဘာလ9ရက်နေ့ ဒီကနေ့မှာတော့ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပြီးအယက်သားပြည်သူ၃သန်းကျော်ဆစ်ဆောင်နေရလို့ဆင်းရဲဒုက္ခရောက်နေတယ်လို့လေရင်ဘုံကျဲမှုတွေတိုက်ပွဲတွေကြောင့်နေစဉ်ပြည်သူတွေတေဆုံးနေရတဲ့အတွက်ပြည်သူတွေအားလုံးထိခိုက်နာကျင်ခံစားနေရပြီလို့ဆိုထားပါဗျ။ဒါကြောင့်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးကပဲမြန်မာပြည်ငြိမ်းချမ်းရေးအတွက်လမ်းစဖြစ်ပြီးပြည်သူတွေရဲ့ဒုက္ခတွေကိုရပ်တန့်ပေးနိုင်ဖို့အားလုံးပါဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေနဲ့တိုင်းပြည်ပြန်လည်တည်ငြိမ်ရေးကိုဆောင်ရွက်နိုင်မယ်လို့ထုတ်ပြန်ချက်ထဲမှာပြောထားပါဗျ။ ကနောင်မင်းသားကြီးရေမြုပ်ဘုံစံသက်တီထွင်တော့ကသာသနာပိုင်ဆရာတော်ကြီးတပါးကဆက်မလုပ်ဖို့မေတ္တာရက်ခံခဲ့တယ်လို့ဗိုလ်ချုပ်အောင်စံနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေလှုပ်ကြံတက်ဖြတ်ခဲ့တဲ့ဂလုံဦးစောရဲ့တေမင့်ကိုတော့ဆရာတော်တပါးကအသက်အလှခံခဲ့တယ်လို့မှတ်တမ်းတင်ထားမှုကြောင့်စာထဲမှာဖော်ပြထားပါတယ်တိုင်းပြည်တည်ငြိမ်ရေးနဲ့လောကကောင်းကျိုးလူသားအကျိုးအတွက်ဒေါ်စန်းစုကြည်လွတ်မြောက်လာစေဖို့နိုင်ငံတော်တန်ခါမဟာနာယကဆရာတော်ကြီးရဲ့အနေနဲ့ ခေတ္တသာသနာတော်တမိုင်းတင်ပြီးမေတ္တာတရားထားပေးကြပါလို့ပန်ကြားထားတာပါရှင်။ရှမ်းပြည်နယ်တောင်ပိုင်းခရိုင်ခုနှစ်ခုနဲ့ကိုပိုင်းအုတ်ချုပ်ခွင်ရဒေသနှစ်ခုကမြို့နယ်ပေါင်း21မြို့နယ်မှာမဲဆင်းနေစစ်ဆေးဖို့ဗိုလ်မှူးချုပ်အစင်ရှိရဲ့တက်နယ်မူတွေကိုတာဝန်ပေးထားတယ်လို့မြို့ခန့်နေစရာနေသိရပါဗျ။ နမ်ဆန်ကွန်ဟိတ်နဲ့မိုးနယ်မြို့နယ်တွေမှာဒီဇင်ဘာလ6ရက်နေ့ကတက်နယ်မူဘုံမူချုပ်စွမ်းလိုင်မင်းဦးဆောင်ပြီးတအိမ်တက်ဆင်းမဲဆင်းတွေကိုပြန်ကောက်ခဲ့တယ်လို့မြို့ခံတယောက်က DVV ကိုပြောပါရယ်။ကွန်ဟိတ်မြို့နယ်မှာလည်းဘုံမူချုပ်အောင်ကိုဝင်းကမဲဆင်းတွေလာမကြည့်ရတဲ့သူတွေကိုအိမ်နိုင်ရန်ရောက်စည်ရင်းတွေတိုက်ဆိုင်စစ်ဆေးတာတွေပြုလုပ်ပြီးမှာရွေးနေတဲ့မဲဆင်းတွေကိုပြန်လည်ပြင်ဆင်ပေးနေတယ်လို့မြို့ခံနေစရာနေသိရပါရယ်။အလားတူဒီဇင်ဘာလ3ရက်နေ့ကလည်းပအိုးနယ်ဒနုကိုပိုင်အုတ်ချုပ်ခွင်ရဒေသနှစ်ခုက ဟိုပုံးပင်လောင်းစီဆိုင်ပင်တရနဲ့ရွာငံမြို့နယ်တွေမှာဗိုလ်မှူးချုပ်တန့်ထင်ဆိုဦးဆောင်တဲ့အဖွဲ့ကမဲဆေးစစ်ဆေးပြီးအစ်စ်ပြန်ကောက်တာတွေလုပ်နေတယ်လို့ဒေတာခန်တယောက်က DVV ကိုပြောပါရယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့မြို့နယ်21မြို့နယ်ကမှားရွေးနေတဲ့မဲဆင်းတွေပြန်လည်စစ်ဆေးဖို့နိုဝင်ဘာလ29ရက်နေ့ကတက်နေမှု9ရောက်ကိုစစ်ကောင်းဆောင်ကတာဝန်ပေးခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကနေသိရပါရယ်ရှင်။